်ပူဇာရှင် အလိုရှိသည်တရင်စာဟူသည်မှာတရင်တို့ကိုသာဖော်ပြသောစာရွက်ဖြစ်သည်တရင်ဟူသည်မှာလူသားတို့၏လှုပ်ရှားမှုတွေ့တိမှုများဖြစ်သည်တရင်စာပါတရင်သည်လူသားတို့၏ဖြစ်စဉ်အရရက်သားဖြစ်သည်လူသားတို့၏တရင်ဟူရာ၌ပြည်ညီငွေဘွယ်များလည်းရှိသည်စိတ်ဝင်စားဘွယ်များလည်းပါသည်စွပြန့်ကြည်နူးဘွယ်များလည်းဖြစ်သည်အရသာအစုံလင်းရှိသည်ပူဇာရှင်အလိုရှိသည်အသက်23နှစ်ရုပ်ရည်အသင့်အသင့်ပစ္စည်းအသင့်အသင့်ရှိပါသည်မိဘမရှိပါ တင့်လျော်သောဖူးစာရှင်အလိုရှိပါသည်ဗမာခေတ်မှတဆင်ဓာတ်ပုံနှင့်တကွအကြောင်းဆုံးစာရေးဆက်သွယ်လိုပါသည်ဗမာခေတ်၌တခါကအမျိုးသမီးတဦးကဖူးစာရှင်အလိုရှိသည့်ကြော်ညာကိုထည့်ပေးပါဟုကြော်ညာကငွေနှင့်တကွပို့လိုက်သည်ဗမာခေတ်ကဒိုကြော်ညာကိုပေါ်ပြက်ရာရှောက်လွှာ300ခန့်နာသည်အချို့ကဗမာခေတ်ကတီထွင်သည်ဟုယူဆကြသည်အမျိုးသမီးကိုတခါမှမမြင်ရတော့လဲအမျိုးသမီးကကြင်ညာသည်ပါတကယ်ဖူးစာရှင်အလိုရှိသည်ကိုသူ၏စာအရာသိသည်ဖြင့် ကြောက်လွာများကိုစုထားရသည်ကြောက်လွာတို့မှစုံလာသည်လူရန်သားလွာအသီးသီးမှလာကြသည်ဗမာခေယုံမှအဖွဲမှလူပြိုနှစ်ဦးပင်ရှောက်ကြလေသည်အမျိုးသားတို့ကသူ၏ဓာတ်ပုံကိုပေးရ၌ရိုးရိုးဓာတ်ပုံအပြင်လန်ကိုတီဝိကာစီတုတ်ထားသောကြွက်သားများကိုမောင်မမာကိုဟန်ပြပုံနှင့်ရှောက်သည်အမျိုးသမီးကဆက်သွယ်မိနေကိုစောင့်နေကြသည်အဲဒီတာအကိုကြီးလားရှင်ဆိုပါဦးကျမဖူးစာရှင်အလို့ရှိသည်ကြော်ညာရှင်မှာ ။ရှောက်လာဘယ်နှခုလာသလဲ ?312 ခုပါ။ခမားတိုက်ကိုလာယူပါလား။ဘာရမလဲအကိုကြီးရဲ့။ကြောက်ပါတယ်။ရှင်တို့ကဓက်ပုံရိုက်ထားမှကြောက်ပါတယ်။ဒါဖြင့်လေပို့လိုက်မယ်လေ။နှိမ့်စာပြောပါ။အကိုကြီးတို့ကိုမယုံဘူး။ဒီတော့ဘယ်လိုလုပ်ရမလဲ။ဒီနေ့ညနေ၄နာရီတိတိမှာဘဟုဈေးကွက်တစ်ကိုလာဖို့ပါ။ကျမကပန်းရောင်လုံးကြီးဝတ်ထားမယ်။လမောင်းကိုပဝါပြူပတ်ထားမယ်။ဖက်နှက်ကအနံ၊ခေါင်းမှာနှင်းစီပွင့်အနီရဲရဲပန်ထားမယ်။ အကိုတို့တိုက်ကတရရောက်လာပေးပါကျမနောက်ကိုလိုက်ပြီးလိမ့်စာကိုမစုံစမ်းဖို့ရဲ့ဓာတ်ပုံမရိုက်ဖို့ရဲ့ဂတိပေးပါပေးပါတယ်ပေးပါတယ်အဲဒါဥဦးမြင့်ကဂတိပေးပြီးလင်ပေးခြင်းဂတိဖောက်ပြက်ရန်အားထုတ်တော်သည်ဒင်မောင်နှင့်မြအသွင်ကိုခေါ်လိုက်သည်အဖြစ်ပြက်ကို ပြောပြသည်အရေးကြီးတဲ့မှုခင်းနေဆိုရင်စုံတော့တွင်တအုပ်ကြီးဝိုင်းပြီးမလိုက်ရဘူးတရခန်ကရိတ်မိပြီးရှောင်တတ်တယ်တရခန်ကမရိတ်မိလျောက်အတော်ဆုံးစုံတော့တယောက်နှစ်ယောက်ပဲလိုက်ရတယ်ဒီတော့တိုက်မှာအတော်ဆုံးသတင်းတောက်ဖြစ်တဲ့မင်းတို့နှစ်ယောက်လိုက်ပြီးတော့ ထိုကဲ့သို့တေချာစွာညွှန်လီညနေ၄နာရီတွင်ကြောညာမန်နေဂျာသည်ချိန်ဆိုသောနေရာသို့သွားပြီးတင်ပေါင်းတို့ကကြိုတင်စောင့်နေသည်လမ်းကြားတစ်ခုမှအမျိုးသမီးထွက်လာသည်အတော်ချောသည်ဒီလောက်ချောပါလျက်ပူဇာရှင်ကိုတရင်စာမှကြောညာရသည်သည်မန်နေဂျာကရှောက်လွားအထုပ်ကြီးကိုအပ်ပြီးပြန်သွားသည်အရင်ဆုံးတရင်တောက်ကြီးနှစ်ဦးဖြစ်သူတင်ပေါင်းနှင့်ကိုမြသွင်တို့ကဒေါက်တာတောင်စီမှကြည့်နေသည်အမျိုးသမီးကလမ်းကြားထဲပြန်ဝင်သွားသည်တင်ပေါင်းတို့ကလိုက်ကြသည်ထိုစဉ်ကဘဝစိရက်ွက်တဲ့သူ လမ်းကြိုလမ်းကြားပေါ်သည့်ဒေသကဘာပေါ်၌ရှိမည်မထင်ပါဤသို့ဆိုလျင်ရိတ်စားမိလောက်ပြီထိတ်သည့်တရင်စာတိုင်းကြီးမှထိတ်သည့်တရင်တောက်ကြီးနှစ်ဦးကိုရုပ်ရည်ချုံမော်လှပသူကလေးကချုပ်ထွေးလာသောဘဝဇေးလမ်းကြား၌မျက်ခြေပြတ်သွားစေပါသည်လွတ်သွားပါသည် မျက်ခြေပြတ်သွားပါသည်အကိုကြီးတို့တရင်တောက်တွေမကောင်းဘူးကျမကိုလိုက်ကြတော့တဲတဲအောင်မှဝင်ပြီးပုံပြီးတော့လွတ်အောင်ရှောင်ရတာပေါ့သူကဲတော့သူကလေးကဖုန်းဆက်က ခက်ကနေလှောင်ပြောင်ရီမောခြင်းကိုအဲဒီတာမင်းမှာခံလိုက်ရသည်အမျိုးသမီးတည်င်းကိုရဲအတော်ကြာမကြားရဘဲနေကြရသည်ဒေါလာများကြာတော့ကရုံကြီးတရုံတွင်ရုံအုပ်အစင်းရှိရှောက်လွှားခြင်းတဦးနှင့်စာကြီးဆက်သွယ်ကြပြီးလက်ထက်လိုက်ကြသည်ဟုအကြောင်းကြသည်ရောရွှေစွာပေါင်းတင်ကြလေသည်ဟုဇလန်းဆုံးထားသောဝိတ္တုကောင်းတစ်ပုဒ်ပါပဲ